ချစ်တော်တရချစ်တော်မမိတ်ဆွေပေါင်းတို့မင်္ဂလာပါမင်္ဂလာရှိတဲ့နေ့ရက်တစ်တစ်ပတ်မှာချစ်တဲ့မိတ်ဆွေများအားလုံးတကယ်ပဲဘုရားသခင်ရဲ့ကောင်းချီးအစ်စ်တွေခံစားရပြီးတော့ရောက်တိုင်းပဲစိတ်သက်ကိုသက်ဝမ်းမြောက်ခြင်းသက်နဲ့ဘုရားရဲ့ကုန်းတော်နာမတော်ကိုချီးမွမ်းနိုင်ကြပါစေချစ်တဲ့မိတ်ဆွေပေါင်းတို့ဒီနေ့မှာလည်းပဲချစ်တဲ့မိတ်ဆွေကိုပေးသွားခြင်းတဲ့တင်းစကားကတော့ဘုရားသခင်ထံမှဆုလက်ဆောင်ဘုရားသခင်ထံမှဆုလက်ဆောင်ကျွန်တော်အားလုံးကလူတိုင်းကဆုလက်ဆောင်ဆိုရင်လူတိုင်းကလူချင်းကြတယ်မဟုတ်လား စုရခြင်းလုံးလို့ကျွန်တော်အားလုံးကဆိုရှင်စူးစားကြတာဖြစ်တယ်။ဒီနေ့ကျွန်တော်အားလုံးကဆိုရှင်မာရသွန်ပြေးပွဲမှာအပြေးပြိုင်တဲ့ခါမှာလည်းပဲလူတိုင်းကကိုယ်တိုင်ကပဲလေဘလောက်ပဲလူအများကြီးတဲမှာဝင်ပြိုင်ပြိုင်ငါစုလက်ဆောင်ရခြင်းနဲ့ဆိုလို့ပြောပါကွာရှင်းပြိုင်ကြတာဖြစ်တယ်။ချစ်တဲ့မိစေပေါင်းတို့အားကစားပွဲပဲကစားပွဲမှာဖြစ်ဖြစ်ဖြစ်ကျွန်တော်အားလုံးကစုရဖို့ရန်အတွက်စူးစားကြတာဖြစ်တယ်။ဒီနေ့ကျွန်တော်ရဲ့တက်တာမှာလည်းပဲဖရာသခင်ပေးတဲ့စုလက်ဆောင်အဲ့ဒီစုလက်ဆောင်ရရှိဖို့ရန်အတွက်ယနေ့ကျွန်တော်မှာဆိုရှင်ဘာ ဘာလိုအပ်တယ်လဲနံပါတ်1ယုံကြည်ခြင်းလိုအပ်တယ်ဒါကြောင့်ဒီနေ့ဖရားသခင်ထာမဆူတဲ့ဆောင်ကျွန်တော်အားလုံးကအပြည့်အဝခံစားဖို့ရန်အတွက်ဒီကျွန်တော်ငါတို့ချက်ဖရားကိုဘလောက်ယုံကြည်တယ်လဲဖရားကိုယုံကြည်တဲ့သူတိုင်းကဘယ်သူမှမလက်ဆူလက်သူပေးတဲ့ဆူတဲ့ဆောင်နဲ့လွဲသွားမှာမဟုတ်ဘူးဖရားကိုယုံကြည်တဲ့သူတိုင်းရရှိမှာဖြစ်တယ်ချစ်တဲ့မိစေပေါ့တို့ဒါကြောင့်ဖရားပေးတဲ့ဆူလက်ဆောင်ဒီကဘာမှာတန်ဖို့ဖြတ်လို့မရဘူးဒီနေ့ကဘာဖလားမှာပေးလိုက်တဲ့ရွှေဖလားစုကြီးက တန်ဖိုးဖြတ်လို့ရပါတယ်ဘလောက်တန်ဖိုးရှိတယ်လဲဆိုတာကိုလူတွေကသတ်မှတ်ပြီးတော့ဘလောက်တန်ဖိုးရှိပါတယ်ဆိုတာတန်ဖိုးဖြတ်လို့ရတယ်ဒါမဲ့ချစ်တဲ့မိတ်ဆွေတင့်ပေါ်မှာဖျားပေးမဲ့ဆုတဲ့ဆောင်ကလေဘယ်အရာနဲ့မှတန်ဖိုးဖြတ်လို့မရဘူးเนาะချစ်တဲ့မိတ်ဆွေပေါ့နော်ဒါကြောင့်တံပိုးအကြီးကြီးကိုရမှာဖြစ်တဲ့အတွက်ကြောင့်ဒီရရှိမဲ့ဆုလက်ဆောင်ကလည်းပဲလုံးဝသေးတင်သေးနှုတ်တဲ့ဟာလည်းမဟုတ်ဘူးအဲ့တော့ဒီနေ့ကျွန်တော်အားလုံးကဆိုရှင်အဲ့ဒီဆုလက်ဆောင်ကိုရဖို့ရတဲ့တင်းမှာတင်လိုက်တခုတော့လိုအပ်တာကပဲလေဖျားကိုယုံကြည်ဖို့ဖြစ်တယ်ဖျားသခင်ကိုစိတ်လုံးကျွမ်းမဲ့နဲ့ယုံကြည်ကိုးစားဖို့ရတဲ့ အလုံးမပင်အရေးကြီးပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါနဲ့ယုံကြည်ခြင်းရလို့ရှင်ကျွန်တော်တို့ရဲ့ဘဝမှာစွမ်းဆောင်နိုင်မှုအားလုံးကိုကြော်လွန်စေပါတယ်เนาะဒီနေ့ကျွန်တော်ယုံကြည်မယ်ဖခင်ကိုရှုံကြည်တယ်ကိုးစားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဘဝတိုက်ပွဲတွေမှာကျွန်တော်အားလုံးကစွမ်းဆောင်နိုင်မှုအားလုံးကိုဗပလဲကြော်လွှားပြီးတော့ကျွန်တော်ကအောင်လန်ကိုလွင့်ထုတ်ပြီးတော့တကယ်ပဲကျွန်တော်ရဲ့ဘဝတတကရှစ်ကိုကောင်းဆုံးဆက်နိုင်မှာဖြစ်တယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဖခင်ကျွန်တော်ကတော့ရှင်ယုံကြည်ခြင်းကတော့ရှင်ဖခင်သခင်ထံတော်ပါမှာ ထိုးချားပြီးတော့တကယ်အဖိုးထိုက်တန်သောလက်ဆောင်တစ်ခုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကဆိုရှင်တန်တရမဖြစ်သင့်ဘူးတဲ့နော်ဒါကြောင့်ဘုရားကိုယုံကြည်တဲ့ဘုရားပေးမဲ့ဆုလက်ဆောင်ကအကြီးကြီးပဲအဲ့ဒါကိုကျွန်တော်အားလုံးကတန်တရစိတ်နဲ့ယုံဖို့မဟုတ်ဘဲနဲ့ဘုရားကိုတကယ်စိတ်နှလုံးကျွမ်းနဲ့ယုံဖို့ရန်အတွက်အလုံးမပင်ကြီးကြီးတယ်ဒါမှသာနေကျွန်တော်ကဆိုရှင်တန်ရှင်းသောဝိညာဉ်တော်ကဆိုရှင်ကျွန်တော်အားအလင်းကိုပေးပြီးတော့နှုတ်ကပတ်တော်ကိုနားလည်နိုင်ဖို့ရန်အတွက်တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ကျွန်တော်ကိုကိုကြီးပံပိုးပေးတော်မှာဖြစ်တယ် အဲ့လိုကိုကြီးပံပိုးသွားတဲ့ခါမှာတို့ချင်းယုံကြည်မှုကျွန်တော်အားလုံးကရရှိပြီးတော့ယုံကြည်မှုအဖြစ်တည်ဆောက်ပြီးတော့ကျွန်တော်ရဲ့အသက်တာမှာတို့ချင်းတကယ်ပဲနာခံနိုင်မဲ့နာခံမှုရှိတဲ့အသက်တာနဲ့ကျွန်တော်ကတို့ချင်းလုံးဝရှင်တန်သွားနိုင်မှာဖြစ်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါတော့ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာတို့ချင်းဖခင်ကိုယုံကြည်ရင်ဖခင်တည်မှာတို့ချင်းဖခင်ကကျွန်တော်ကိုပေးမဲ့တန်ရှင်တော်ဝိညာဉ်တော်အားဖြင့် ကျွန်တော်ရတက်တာဒီပုံမို့ပြီးတော့ဝိညာဉ်ရတက်တာကကြီးထွားရှင်တန်ပြီးတော့ဘုရားကိုစင်လုံးကျွင်းမဲ့နဲ့ကိုးစားယုံကြည်စက္ကပ်အနန္တရဲ့သားသမီးတွေညောင်များစွာရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ဟာကျွန်တော်တို့ကိုတမာတရားပေါ်မှာယုံကြည်စေတယ်နော်။ဒါကြောင့်တန်ရှင်တော်ဝိညာဉ်တော်ကိုကြည့်လိုက်ခါမှာကျွန်တော်ကဒီတမာတရားဟာအမှန်တရားဖြစ်တယ်။တမာတရားဟာကျွန်တော်အတွက်ဒီတကယ်ပဲထာဝရအတွက် အလုံးမပဲအရေးကြီးပါတယ်ဒါကြောင့်တမာတရားကိုကျွန်တော်ကလို့ရှိရင်လုံးဝတန်တရားမရှိဘဲနဲ့ယုံကြည်ပြီးတော့ဖရားတရားနဲ့အသက်ရှင်ပြီးတော့ဖရားကိုတကယ်ပဲစင်လုံးကျွင်းမဲ့နဲ့ကိုးစားယုံကြည်ဖို့ရန်အတွက်အလုံးမပဲအရေးကြီးပါတယ်ဒါကြောင့်ယောမဩရစာခန်းကြီး၈ပိုင်းငယ်၁၆ကိုကြည့်တဲ့အခါမှာယောမဩရစာခန်းကြီး၈ပိုင်းငယ်၁၆မှာဆိုရှင်ငါတို့သည်ဖရားသခင်ဤသားဖြစ်ကြသည်ဟုဝိညာဉ်တော်သည်ငါတို့ဤဝိညာဉ်နှင့်အတူတသက်ခံတော်မူ၏။တားမှန်လျင်အမွေခံတဲ့ဖရာသခင်ရဲ့အမွေခံဖြစ်ကြ၏ ခရစ်တော်နဲ့အတူဘုံဝင်စားမိအကြောင်းထိုသခင်နဲ့အတူဆင်းရဲဒုက္ခကိုခံရလေထိုသခင်နဲ့ဆက်ဆံသောအမွေခံလည်းဖြစ်ကြ၏ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်တားမှန်ရင်တော့အမွေခံတဲ့တားမှန်ရင်အမွေခံဖျားတားမှန်ရင်ဖျားပေးတဲ့အမွေဥစ္စာကိုတော့လုံးဝရမှန်ဧကံမုတ်ချသေးပါသေးကြတယ်မိတ်ဆွေပေါင်းတို့မြေကြီးလက်ခတ်မလွဲသေးကြတာဒီဖျားရဲ့ပေးမဲ့အမွေဥစ္စာဖြစ်တယ်ဖျားပေးတဲ့အမွေဥစ္စာကိုကျွန်တော်အားလုံးကတကယ်ပဲစုလက်ဆောင်ကြီးကိုရဖို့ရန်အတွက်ဒီ တားမှန်ရဲ့အမွေခံဖြစ်ဖို့ရန်အတွက်ဘာလို့ရမလဲကျွန်တော်ကဆိုရှင်အဖခမဲတော်ဘုရားသခင်ကိုတကယ်ပဲယုံကြည်ကိုးစားပြီးတော့ကိုးကွယ်ဖို့ရန်အတွက်ဖြစ်တယ်ဒါကြောင့်ငါတို့ဒီဘုရားသခင်ဤတားဖြစ်ကြသည်ဟုဝိညာဉ်တော်ဒီငါတို့ဤဝိညာဉ်နဲ့အတူသက်သေခံတော်မူ၏ဒီနေ့ကျွန်တော်ကိုယ်တိုင်ကဘုရားရဲ့တားဖြစ်တယ်ဖရားရဲ့သားသမီးဖြစ်တယ်ဖရားသခင်ကိုယုံကြည်တဲ့ဖရားသားတွေဖြစ်တယ်ဆိုတာကိုယနေ့ကိုယ်တိုင်ကပဲဝင်းဝင်းကြွားကြွားနဲ့ဒီအရာကိုပဲကြွားပါဖို့ပဲရှင်ဘောလူကတိုက်တွန်းလို့ဆိုထားတယ်လောကမှာစီးစိမ်ဥစ္စာတွေ ဝါကျွားเสียမလို့ဘူးလောကမှာကိုယ့်ရဲ့ဘာလဲကျမ်းမာရေးအရန်ကောင်းတဲ့အတွက်ကြောင့်ဝါကျွားเสียမလို့ဘူးဒီနေ့ကျွန်တော်အားလုံးကဖရားရဲ့ဘုန်းတော်ကိုတကယ်ပဲထင်ရှားပြီးတော့ဝါကျွားဖို့ရန်အတွက်အလုံးမပင်ရည်ကြည်ပါတယ်ဒီနေ့ချစ်တဲ့မိတ်ဆွေပေါ့တို့ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာဆိုရှင်တားမှန်ရဲ့အမွေခံဖြစ်တဲ့အတွက်ကြောင့်ဖရားသခင်ဤအမွေခံများဖြစ်ကြတဲ့အခါမှာဖရားရဲ့မျိုးနွယ်ဖရားသခင်ရဲ့ရွေးချယ်တော်မူသောတားသမီးဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ဖရားပေးမဲ့အမွေဥစ္စာကိုကျွန်တော်ကအားလုံးက ရရှိပြီးတော့ဘုရားပေးတဲ့လက်ဆောင်တွေထိုက်တန်တဲ့တားသမီးတွေဖြစ်ဖို့ရန်အတွက်မလုပ်ရမလဲယုံကြည်ခြင်းအပြည့်ဝနဲ့ဘုရားကိုစိတ်ကပ်ဖို့ရန်အတွက်အလုံးမပင်ရည်ကြည်တယ်ဒါကြောင့်ကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာဆိုရှင်မိမိကိုယ်တိုင်ဖန်တီး၍လူယူသောအရာမဟုတ်ဘဲနဲ့တန်ရှင်းသောဝိညာဉ်တော်ဤလမ်းညွှန်မှုဖြင့်ကျွန်တော်ကဆိုရှင်ဘုရားသခင်ထံမှရတဲ့စုလက်ဆောင်ဖြစ်တယ်ဆိုတာကိုဒီနေ့ကျွန်တော်ကိုယ်တိုင်ကသိရှိပြီးတော့ဒီနေ့ကောင်းမြတ်ဆုံးနေတော်မူသောဘုရားပေးတဲ့စုလက်ဆောင်၌တကယ်ပဲပိုင်တိုက်တဲ့သာသမီများဖြစ်စေပြီးတော့ ယုံကြည်ခြင်းသည်ဘုရားသခင်ထံမှလုံးဝစုလက်ဆောင်ဖြစ်တယ်ဆိုတာကိုယနေ့ကျွန်တော်ကိုယ်တိုင်ကသဘောပေါက်နားလည်ပြီးတော့ဘုရားကိုတကယ်ခုလုံကိုးစားတဲ့သာသမီရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုနေဒီကုန်းချုပ်လိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးကိုဘုရားအထူးကောင်းကြီးချပေးပါစေ